တို့တွေရဲစွမ်းတတိအပြည့်နဲ့တိုက်ခိုက်လို့ပြန်ရပါလေဆိုရင်နေရာဘယ်နေရာရှိသေးလို့လဲအဲ့ဟာတို့တော့မှပဲဒါသူကအဲခုနလိုသကနာလာထိုးသေးရပါဘောနော်တိုက်ပြီးရင်ပြန်ပေးပါပဲဘောနော်မင်းတို့မျော်လင့်နေတယ်လို့ပြောရမှာပေါ့မင်္ဂလာပါအာဒီနေ့လဲကျွန်တော်တွင်ထဲကိုစုံစမ်းသိရှိရတဲ့ဟာတွေပြီးရင်မြေပြင်က ထူးခြားမှုတွေအဲပြီးတော့ဒါစစ်ကောင်စီရဲ့လှုပ်ရှားမှုတွေအကြောင်းကိုကျွန်တော်သိရသမျှပြန်ပြီးတော့မျှဝေခြင်းတယ်ဗောနော်အဲဒီကောင်လေးဘက်ကဘလောက်ပဲအခြေအနေဆိုးနေပါစေအဲသူတို့မှာရှိတဲ့အင်အားကိုတော့သူတို့အတင်းအကျပ်ကိုစုဆောင်းတာမျိုးတွေပြီးရင်ဖြစ်ညစ်ထုတ်နှုတ်ပြီးတော့ဗောနော်စစ်ကြောင်းထိုးတာမျိုးတွေစစ်ကူပို့တာမျိုးတွေ လေကြောင်းတိုက်ခတ်မှုလုပ်ဖို့ပြင်ဆင်တာမျိုးတွေကိုဇက်တိုက်လှုပ်ဆောင်နေသေးတယ်ဆိုတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ဒါကျွန်တော်တို့သတိထားမယ့်အရာတွေလည်းရှိလာတယ်အဲ့တော့ကျွန်တော်ဒေါ်လာရေးတက်ဖွဲ့တွေလည်းသိရှိစေဖို့အခုလိုမျိုးပြောပြခြင်းဖြစ်တယ်ပေါ့နော်ဘာဖြစ်မြေပြင်မှာတော့ဒါဒေါ်လာရေးတက်ဖွဲ့တွေဘက်ကအချိန်နှိအများကြီးဒါအရေးတာမှုရတဲ့နေရာတွေအများကြီးရှိတယ်ပေါ့နော်မကြခင်ပါလေတင်းကောင်းနေထွက်လာကြရတယ်အများကြီးရှိတယ်ပြီးတော့ဒါဒီရက်ထဲမှာပေါ့နော်စကန်သိန်းတွေဒီဒီနေမီတွေမှာထိန်းနိုင်တဲ့အနေအထားတွေကြောက်မလို့ဒီစစ်ကောင်စီဘက်ကဘုံမရက်ွက်တွေဘုံမလော်ဘီတွေပေါ့နော်အဲစစ်ကောင်စီဒါတက်ထောက်ခံတဲ့ကောင်တွေက ပောက်ခွဲနေရာမျိုးရှိတယ်ပြီးရင်ဒီဘက်ကအဖွဲတွေကိုမချစ်တင်ခဲ့လာပြောနေရာရှိတယ်အဲဒါဆိုဘာလဲဆိုကြတိုင်းသားတွေတင်တာကိုပဲတင်နေတာပေါ့နော်အဲ NUG PDF တွေတင်တာလည်းတင်ကြပါလားအဲအဲ့လိုမျိုးပုံစံမျိုးမတိမတသွေးခွဲတယ်အဲပြီးတော့ကြတော့ဒါသူတို့ဘက်ကအဲပုံစံမျိုးလို့ယူဆရတဲ့အဲကွန်မန့်မျိုးတွေလည်းတွေ့ရတယ်ပေါ့နော်အဲပြီးရင်သူတို့ဘက်မှာအဲ့ရနဲ့ပတ်သက်လို့အဲအခုရက်ထဲမှာအဖိပြီးတော့ပြောဆိုနေရမျိုးတွေလည်းရှိတယ်အဲဒီကောင်းလေးကိုရည်ကျင်တာအဲ့လိုပေါ့ ဒီဘက်မှာတပ်ဖွဲ့တွေကအချင်းချင်းကြားမှာအဲသူတို့ပြောသလိုပုံစံမျိုးဖြစ်မနေဘူးသူတို့ပြောသလိုပုံစံမျိုးလည်းဟုတ်မနေဘူး။မြေပြင်မှာဒါ PDF တွေအဲတော်လိုင်းတက်ဖွဲ့တွေပြီးရင်အဲ EAO တွေနဲ့ပေါ့နော်ချိတ်ဆက်ပြီးလှုပ်ဆောင်နေတဲ့အပိုင်းတွေဒီကောင်လည်းမသိဘူး။အဲအဲ့ဟာကြီးမသိဘဲနဲ့လာပြီးတော့သွေးခွဲသလိုလှုပ်တော့ရည်စရာကောင်းတာပေါ့နော်။အဲ့ဒီအတွက်နဲ့တော့ဒီဘက်ကဘာမှဖြစ်စရာအကြောင်းမရှိဘူး။ပြီးတော့ချိန်ကာလကြာလာသည်နဲ့အမျှဒီကောင်တွေရဲ့ပြောဆိုမှုတွေအားစဒီဘက်ကတော်လိုင်းတက်ဖွဲ့တွေကသိနေပြီ။မင်းတို့လောက်ကတော့ရည်တာပေါ့ဆိုတဲ့ပုံစံမျိုးတွေဖြစ်နေပြီပေါ့နော်။အဲပြီးတော့ဒါ ဂျင်းထက်အနေနဲ့ပေါ့နော်အခုဒါစကန်သိန်းနေတင်းနေဗျာတင်းနေတက်ဖွဲ့တွေကသိမ်းပိုက်ပြီဆိုရင်လက်နက်ခဲရကနေတင်းနေဗျာအဲသတင်းကောင်းတွေတင်းနေပေါ့နော်အဲ့လိုတင်းပြီဆိုရင်မင်းတို့ဂျင်းထက်အနေနဲ့ပေါ့နော်ပြည်သူကိုဂျင်းထက်အနေနဲ့ပေါ့နော်တိုက်ပြီးရင်လည်းပြန်ပေးမှာပဲလို့ပါအဲအဲ့လိုပုံစံမျိုးကြီးလောက်တာရှိတယ်အဲ့တော့ဘယ်နေရာမှာမင်းတို့ကောင်တွေပြန်တိုက်လို့ရတဲ့နေရာရှိသေးလဲဆိုပြီးတော့ပြန်ပေးရမှာပေါ့အခုလက်ရှိကိုပဲတောင်ခမ်းမှာတို့အလုံးစုံရတာမျိုးတွေမရှိသေးဘူးအဲလာရှုလို့ဟာမျိုးပေါ့နော်ပထွေးကိုဒူးဖက်တောင်းပန်ပြီးတော့တို့ဒါလေးတော့ဒီလိုလေးတော့နေခွင့်ပေးပါ တို့ရဲ့စစ်သားတွေစိတ်တကြကုန်မှာဆိုလို့တို့အတွင်းထဲမှာတော့ဒီလိုလေးတော့နေကျင်ပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပဲတို့ပြန်ရတာရှိလုံးလုံးလျလျပေါ့နော်အဲတို့တွေရဲစွမ်းတတိအပြည့်နဲ့တိုက်ခိုက်လို့ပြန်ရပါတယ်ဆိုတဲ့နေရာဘယ်နေရာရှိသေးလို့လဲအဲဟာတို့တော့မှပဲဒါသူကအဲခုနလိုသကနာလာထိုးသေးရပါဘောနော်တိုက်ပြီးရင်ပြန်ပေးမှာပဲပေါ့နော်မင်းတို့မျော်လင့်မနေနဲ့လို့ပြောရမှာပေါ့ဒါဟုတ်ရင်ဒါလက်ခတ်တောင်တို့ဘာလို့တော့ဆိုလဲဒါသိရမလားဒါငေါလင်ပြောတယ်မင်းတို့ထိန်းစမ်းမအောင်ပေါ့နော်အလုံးစုံထိန်းနိုင်2ရက်ပါအဲအနေနဲ့နည်းနည်းကြာပါတော့အလုံးစုံထိန်းနိုင်9ရက်အဲအနေနဲ့နည်းကြာပါအလုံးစုံထိန်းနိုင်2ပတ်တဲ့ ီးတော့တလတယ်ပြီးတော့သုံးလတယ်အခုထိပြန်မရတော့ဘူးအကောင်တွေအဲကြောင့်မြေပြင်မှာဒီကောင်တွေပြောသမျှဟာတွေကျွန်တော်နားဆိုင်ထောင်နေကြအเจ้าမရှိဘူးပေါ့နော်အဲ့တော့ကျွန်တော်အညာဘက်ကိုတွက်ကြည့်မယ်ဆိုရင်ဒါပလဲဘက်မှာပေါ့နော်ဒါစကန်သိန်းတိုက်ပွဲတွေပြင်းထန်နေရရှိတယ်။ကန်တော့မြေစကန်သိန်းတိုက်ပွဲပြင်းထန်နေတယ်။အဲသူတို့ဘက်မှာဘာဖြစ်နေလဲဆိုတော့လေချောင်းပြစ်ကိုအသေးတန်တောင်းတယ်။လေချောင်းပြစ်ကိုအသေးတန်တောင်းတယ်ပြီးရင်ဒါအဲချို့နေရာတွေမှာအချို့စကန်တွေမှာခဲရန်နေနေတာတွေရှိတယ်။တန်ရရစစ်သားတွေအများကြီးဖြစ်နေတယ်။အဲထူးခြားမှုတော့မဟုတ်တော့ဘူး။ဘာဖြစ်လို့ဆိုတော့ ဒဏ်ရာရစစ်သားများတာလည်းမထူကြဘူးခဲရန်နေတယ်ဆိုတာလည်းမထူကြဘူးအဲတချို့အညာအဖွဲ့တွေဆိုရင်နေရာသိမ်းပိုက်ပြီးတဲ့အချိန်မှာမချိတင်ငယ်ဖြစ်တယ်အညာအဖွဲ့တွေကတည့်ရတိုင်းပဲဒီလက်နက်ခဲရန်လိုချင်လို့ဒါကြုံကြုံယုံပြီးတော့ကိုစော်ကြတာပေါ့နော်ဒါပေမဲ့တကယ်တကယ်တမ်းမြေပြင်မှာတကယ်သိမ်းပိုက်လိုက်နိုင်ပြီဆိုတဲ့အချိန်မှာဘာမှအသိပြီးတော့အကျိုးမြတ်မရတာမျိုးရှိတတ်တယ်အဲ့ဒါဘာလဲဆိုတော့ဒီဘက်မှာလုံးဝခဲရန်ကုန်တဲ့အထိကိုပြစ်နေရတဲ့အနေထားစစ်ကောင်စီဘက်ကဒါပေမဲ့ထပ်ပြီးတော့လိုက်ဖို့ပေးစရာခဲရန်လည်းမရှိဘူး လိုက်ပြီးတော့စစ်ကူပေးစရာလည်းအချိန်ကြီးမလှပါနော်အဲဒါကြောင့်မလို့စကန်သိန်းတွေဒါစစ်ကြောင်းလိုက်တွေပြုတ်သွားပြီဆိုတဲ့အချိန်မှာရတဲ့ခဲရန်နေရချို့နေရာမှာဆိုနဲနေရာမျိုးရရှိဟာကွာကတို့ကောင်တွေကတော့အားခဲထားတာကွာကောင်တွေဘာမှလည်းမကြံပါလားဆိုတဲ့ပုံစံမျိုးတွေတောင်ပြောကြရရှိရပါနော်အဲပြီးတော့ဒဏ်ရာရတဲ့ဒဏ်ရာရတဲ့ကိစ္စပေါ့ဒဏ်ရာရတဲ့ကိစ္စလည်းထူးဆန်းတာတော့မဟုတ်တော့ဘူးအဲ့ဒီဒဏ်ရာရတဲ့သူတွေကိုသူတို့တွေးကြည့်မယ်ဆိုစိတ်နာကြကြီးနော်စစ်ကောင်စီစစ်သားတွေသူတို့ရဲ့မိသားစုတွေပြန်စင်းစားစေချင်တာဟောက်ရောက်ကြရှေ့တန်းမှာဒဏ်ရာရနေတယ်အဲ့ဒဏ်ရာရတဲ့ဟာကိုစေကူတာခွင့်မပေးနိုင်ဘူး အဲ့လိုမျိုးရှေ့တန်းမှာဆေးဝါးအပြည့်စုံမပါဘူးအပြီးတော့ဆေးဝါးတွေကုန်နေဖြည့်မပေးနိုင်ဘူးအဲ့လိုဖြည့်မပေးနိုင်လို့နောက်တန်းကိုဆွဲချပြီးတော့ဆေးကုပေးမလားဆိုတော့လေအဲ့လိုလဲသွားပြီးတင်မထုတ်ပေးနိုင်ဘူးအချို့နေရာတွေကသူတို့အတွက်ဘာမှကိုအရေးမပါသလိုဖြစ်နေတာဒီအသက်တွေကဒီဒီအာနာရှင်တွေအတွက်အရေးမပါသလိုဖြစ်ပြင်းရကြသွားပြီးကယ်ထုတ်တာတွေမရှိဘူးအဲသူတို့တွေအရေးကြီးပါလေဆိုတော့ခေါင်းမောင်းပိုင်းနေရမှသူကသွားကယ်ထုတ်တာမျိုးတွေပါရှိရင်ရှိရုံးပဲအဲဟိုတော့ရမ်းရင်တွေပါတုံးတာပေါ့နော်အဲ့လိုမျိုးသွားကယ်ထုတ် ဒီလိုမျိုးစကန်နေပါလေစကန်ငယ်တွေပါလေဆိုရင်အဲ့ဒီထဲမှာဖြစ်ပြနေတဲ့ဟာတွေကတကယ်ကိုဟိုပြန်တွေးကျင်စိတ်နာစရာကြီးတို့တို့ကဒီတိုင်းပဲပြစ်ထားရဲအချို့ဆိုလောက်တွေတောင်တက်နေတယ်ကြားရတဲ့သတင်းတွေကနော်တကယ်အားရစရာကြီးတွေဒီဘက်ကပြန်တွေးမယ်ဆိုရင်အာလုံးဝတို့တို့ဘက်ကတော့စိတ်နာစရာပေါ့ဗျာအချို့ဆိုရင်ဒါမဖြတ်တင်မဲနဲ့ဖြတ်လိုက်ရတာပေါ့နော်ခြေချင်းဝင်းမှာဒါလုံးဝဖြတ်စရာမလိုပဲထိခိုက်တဲ့ဒဏ်ရာတစ်ခုဒါပေမဲ့လုံးဝအဆင်မပြေတဲ့အခါမှာအဲသူပေါင်ရင်းထိဖြတ်လိုက်ရတာမျိုးတွေရှိတယ်ပေါ့နော်အဲ့တော့ မင်းတို့ကိုပုတ်တဲ့အထိပေါ့နော်အသက်ရှင်ရပုတ်တဲ့အထိထားနေတဲ့အနေထားတွေဖြစ်လာစစ်ကောင်စီစစ်သားတွေကအဲ့လိုတွေကိုကြုံနေရတာအဲ့တော့သူတို့ရဲ့မိသားစုတွေအမြင်မှန်ရဖို့လိုတယ်ပေါ့နော်နောက်တစ်ခုကတော့ဒါကချင်ပြည်နယ်ဘက်ပေါ့နော်ဒါကချင်ပြည်နယ်ဘက်မှာမိုးမော်ဘက်ကစစ်ကြောင်းတွေအဲပမော်ဘက်ကိုလှုပ်ရှားလာတာတွေလည်းရှိတယ်ပြီးတော့ဗမော်နဲ့မန်စီကြားမှာစစ်ကောင်စီရဲ့လှုပ်ရှားမှုတွေရှိတယ်ပြီးတော့လက်နက်ကြီးအထိုင်ချတာမျိုးတွေစူးစမ်းဖို့စူးစမ်းနေတာရှိတယ်ရှေ့ပိုင်းမှာလည်းဒါဗမော်မှာရှိတဲ့ဒါရွှေကြီးနားဖျားပတ်ချမ်းမှာလက်နက်ကြီးအထိုင်ချဖို့အမြောက်အထိုင်ချဖို့လုပ်နေရရှိတယ်ရှေ့ရောက်ကြတော့သူအနေနဲ့ဖြစ်ညစ်ပြီးတော့လုံနေတုံးပဲဒီကောင်လေး ဒါပေမဲ့အခြေအနေကောင်းလားဆိုတော့မကောင်းဘူး။တိရတဲ့အမှန်ကောင်းစရာလည်းမရှိဘူး။ရဲရင်နစီလောလောလလပြစ်ချထားတယ်ဗောနော်။အဲ့ထဲမှာပါသွားတဲ့အစာတို့တွေရှိတယ်။သူတို့ဘက်ကဘလောက်ပဲလိန်နေလိန်နေသူတို့ဘက်ချမ်းမှာစိတ်နဲ့ကြာစင်းနေတာတွေကအများကြီးရှိတယ်။အဲ့ဒါပြည်သူပဲလိန်လို့ရမယ်ဒီဘက်ကတော်လိုင်းတက်ဖွဲ့တွေကလိန်လို့ရရမယ်ဗျာ။နောက်ဆုံးသူတို့ရဲဘော်ချင်းချင်းကြားထဲမှာဘလို့မှလိန်လို့မရဘူး။ဘုံဘုံမှဖြစ်တဲ့ဖြစ်စဉ်ကိုဘဘွားကောင်သွားလိန်နေလို့ဘာထူးမှလဲ။အဲ့ကြအင်းအောင်ငါတို့ကတောင်းထားငါတို့ကနိုင်နေပြီငါတို့ကနိုင်တော့မှငါတို့ကစစ်ကူလာတော့မှဆိုအောက်ကောက်ကောင်နေမျောလင်းချက်မရှိတော့ တို့ရဲ့အကြီးအကဲတွေရဲ့စကားတွေကိုဘလို့မှယုံကြည်မရှိတော့အဲ့ဒါကလည်းတို့အတွက်ဒါကြာဆုံးရမယ်အကြောင်းရင်းတစ်ခုဖြစ်တယ်ဗောနော်အဲဒါပေမဲ့လည်းသတိထားရမှာကအထင်သေးလို့တော့မရဘူးတို့ဘက်ကအမြဲတမ်းအထက်ကခိုင်းတဲ့ဟာကိုတော့အောက်မှာပေပြီးလှုပ်ပေးနေတဲ့ကောင်တွေကတော့ရှိနေတုံးပဲဗောနော်အမှန်ဆိုရင်လက်နက်ချလို့ရတယ်လင်းဝင်လမ်းဖြူထောင်လို့ရတယ်အဲ့လမ်းကိုမရွေးချယ်ဘဲနဲ့ အဖေ့အတွက်ပေါ့နော်ပထွေးအတွက်အသေးခံပြီးတိုက်မယ်ဆိုတဲ့ကောင်းနေရှိနေတော့လေဒလိုင်းတက်ဖွဲ့တွေကဒါဆုံးမပေးရတာပေါ့လေနော်နောက်ခါကျွန်တော်တို့ဒါရှမ်းမြောက်ဘက်ရှမ်းကြည့်မယ်ဆိုရင်လေဒါကြောင်မဲတီဘုတ်ဒါစစ်အင်အားတွေဖြစ်တင်းမှုပြင်ဆင်နေရတယ်ရှိတယ်အဲနောင်ချိုဘက်တွေမှာဆိုလေလေကြောင်းပစ်ကူတွေတောက်လျှောက်တောင်းနေရရှိအဲလေကြောင်းပစ်ကူနဲ့ပတ်သက်လို့အခုရက်ထဲမှာစစ်ကောင်စီကတော်တော်အခက်တွေ့နေရရှိတယ်အဲ့ဒါကရာသီဥတုအခြေအနေပေါ့နော်တချို့နေရာတွေမှာသူတို့အတွက်ဒါပြစ်မှတ်ဆိုပြီးတော့တတ်မှတ်ပေးထားပြီးဒီနေရာကိုလေကြောင်းပစ်ကူသွားပစ်ပါဆိုပြီးတော့ပြောထားပြီးအဲပြောထားပြီးတဲ့အချိန်မှာကိုပဲမပြစ်နိုင်တာရှိတယ်အဲရာသီဥတုအခက်ခဲကြောင်းမလို့ လုံးဝမပြစ်နိုင်ဘူးနောက်နေ့မှသွားပြီးပြစ်ရတဲ့ဟာမျိုးတွေရှိတယ်အချိန်အကြာကြီးကြာပြီးမှသွားပြီးပြစ်ရတဲ့ဒါလေချောင်းပြစ်ကူတွေရှိတယ်ပေါ့နော်ဒါပေမဲ့ထိရောက်သလားဆိုတာလေမထိရောက်တဲ့ပုံစံမျိုးတွေလည်းတွေ့နေရတယ်အဲဒါကသူတို့အတွက်အခက်အခဲဖြစ်နေတဲ့ဟာကကိုယ့်အတွက်အခွင့်အရေးဖြစ်လာနိုင်တယ်ပေါ့နော်အဲ့တော့အောက်ကရှိတဲ့အဖွဲတွေကဘာတွေဖြစ်နေလဲဆိုတော့လေချောင်းပြစ်ကူတောင်းခံနေဆိုတဲ့အချိန်မှာသူတို့ကလည်းသိရတဲ့အတိုင်းပဲတခုခုဖြစ်ပြီးဆိုတာနဲ့လေချောင်းပြစ်ကူပဲတောင်းတော့တာအခုကအာလုံးဝသူတို့မတိုက်တော့ဘူးနည်းနည်းတော့လာပြစ်ပြီးဆိုတာနဲ့လေချောင်းပြစ်ကူတောင်းဘာလို့လဲဆိုတော့ 5မိနစ်10မိနစ်ပဲသူတို့ဆက် ပြီးတော့အချိန်ဆွဲကြည့်လိုက်တပ်ဖွဲ့တွေကကြုံးပါ5မိနစ်10မိနစ်နဲ့ပွဲပြတ်သွားနိုင်တဲ့ဒါတိုက်ပွဲတွေရှိတာ哦အနေထားတွေရှိတာအဲတော့ကျတော့ဖြစ်ပြီဆိုတာနဲ့လာအောင်လေချောင်းပြစ်ကူအဲ့လိုတန်းခေါ်တယ်ဒါပေမဲ့လည်းအထက်ကသူတို့ကိုဂယူးမဆိုင်တာမျိုးတွေလည်းရှိမယ်ပြီးရင်ခုနလိုအဲရာသီဥတုအခက်ခဲကန့်သက်ချက်တွေကြောင့်မလို့ပေါ့နော်လေချောင်းပြစ်ကူချက်ချင်းမပေးနိုင်တဲ့အနေထားတွေရှိလာတဲ့အခါအောက်ကအဖွဲ့တွေက ဒီသူတို့ရဲ့အထက်ပိုင်းအကောင့်တွေကိုအဲစိတ်နာတာတွေပေါ့နော်စိတ်နာတာအလိုမကျဖြစ်တာတွေအမိတ်မနာခံတာတွေဖြစ်လာနေပြီဆိုပြီးသိရတယ်ပေါ့နော်ဒါဟာလေဒါကြောင့်တို့အခွင့်အရေးကောင်းတစ်ခုဖြစ်သလိုတရင်ကောင်းတစ်ခုလည်းဖြစ်တယ်နောက်ခုတော့ဒါဘကိုးပတ်ချမ်းပေါ့နော်ဘကိုးပတ်ချမ်းမှာလည်းအာတောင်ကူပေါ့အဲတောင်မူတောင်ကူဘက်မှာလည်းဒါလှုပ်ရှားမှုတွေရှိတယ်အဓိကတော့ဒါ focus 14စီးလောင်းနဲ့ဆင်ရဒါယူဆရတယ်ပေါ့နော်ဆင်ရပေါ့ဆင်ရဖြည့်တင်းဖို့အတွက်စူးစမ်းနေတယ်အဲဒီဟာကဘယ်ဥတည်နေလဲဆိုတော့ဒါကြိုက်တူပတ်ချမ်းလို့ယူဆလို့ရတယ် အဲကြိုက်တို့ဘက်ချမ်းမှာအင်အားတွေဖြစ်တင်းဖို့သူတို့တွေကြိုးစားနေတယ်အဲတခုစဉ်းစားမိတာပေါ့နော်အခုနောက်ပိုင်းသူတို့စကန်နေစုံပြီးစုပြီးစုတယ်အဲချို့စကန်နေဆိုရင်ဘာမှတော့ကြာကြာမတိုက်ခဲရပဲနဲ့ထွက်ပြေးတာမျိုးတွေရှိတယ်အဲထွက်ပြေးပြီးရင်သူကခုနလိုသူတို့ရဲ့ပင်မနေရာမျိုးတွေမှာသွားပေါင်းတယ်ဒီက205လိုနေရာမျိုးတွေဝေါ်လေးလိုနေရာမျိုးတွေဒီလိုနေရာမျိုးတွေကိုသွားပေါင်းပြီးတော့သူကစုပေါင်းပြီးတော့ခန်းစစ်ပြင်မယ်ဆိုတဲ့ပုံစံမျိုး နေရာခံစစ်ဆင်ဖို့အတွက်လုပ်နေတဲ့အနေအထားမျိုးတွေတော့ဒါတွေ့ရှိရတယ်ပေါ့နော်အဲဒါမဲ့လည်းတချို့နေရာတွေကိုတို့ကလက်လွတ်ဖို့အတွက်ကိုရည်ရွယ်ထားပြီးသားလို့ယူဆလို့ရအဲအဲ့ဟာမျိုးတွေလည်းကျွန်တော်တို့တွေသုံးသပ်လို့ရတယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့ဒီဖန်အပတ်မှာဆိုလဲအဲတို့တွေခံစစ်ပြင်ဖို့အတွက်လှုပ်ဆောင်နေရာရှိတယ်အကွန်ကရစ်ဘန်ကာတွေလှုပ်ခိုင်းဖို့အတွက်ဒါညွှန်ကြားနေရာတွေလည်းရှိတယ်အပြီးတော့ဒီကြိုက်ထုတ်ဘက်ကနေလည်းဒါမကြာခဏဆိုလို့ပေါ့နော်အဲခုနလိုအင်အားတိုးပေးတာမျိုးတွေလုပ်နေတာရှိတယ်ဒါမဲ့အရင်တုန်းကလို့တော့ပြပြဝဝအင်အားတိုးနိုင်တဲ့အနေအထားတော့မရှိတော့ ရင်တော့ဒါ forward ဈေးမှာဘယ်လောက်ပါမလဲဆိုရင်ဒါပြည့်ညက်တက်ပြီးတော့ထည့်ပေးလိုက်မှာဆိုရင်အနည်းဆုံး20 30 40ဒါမျိုးပုံစံမျိုးတွေအထိပါတည်ပြီးတော့သွားတာမျိုးတွေရှိကောင်းရှိမယ်ပေါ့နော်အဲအဲ့လောက်ထိလုံးတည်ပြီးတော့သွားပြီးတော့အပြည့်သိပ်သွားတဲ့အနေထားနဲ့အခုဆိုရင်အဲ့လောက်ပမာဏမရှိတော့ဘဲနဲ့ဒါ15ရောက်ရောက်20ကားတစ်စီးမှာပေါ့နော်အဲအဲ့လောက်ထိကြဆင်းသွားရရှိတယ်အရေးအတွက်အားဖြင့်ပေါ့နော်ကြည့်လိုက်တော့ကားကြီးကြည့်လိုက်15စီး14စီးအာရင်းနှီးပေါ့အကြီးပေါ့ ဒါပေမဲ့အထက်ထဲမှာပါတဲ့အင်အားကကကြိုးကကြောင်ပုံစံမျိုးတွေပေါ့နော်အင်အားလို့တော့ခေါ်လို့မရတဲ့အနေအထားတွေဖြစ်နေရတယ်ဒါလည်းသိရတယ်ပေါ့နော်အဲတခုရှိတာကအဲ့ကားတွေနဲ့အတူတူဒါအမြောက်ဒါပြီးရင်အမြောက်နဲ့ဆက်ဆက်တဲ့ပစ္စည်းပစ္စည်းအဲဒီလိုမျိုးဟာကားတွေကလည်းညှက်ပြီးတော့ပါလာနေတယ်ဆိုပြီးတော့လည်းသိရတာဟုတ်သိရအောင်ကြတော့ဒါတွေကတော့ဒါကျွန်တော်တို့တော်လိုင်းတက်ဖွဲ့အတွက်ပြင်ဆင်ရမယ်အလေးထားရမယ်အထင်သေးလို့တော့မရဘူးသူတို့ဘက်ကလုပ်နေတဲ့အကွက်တွေကခုနလိုပေါ့နော်တော်လိုင်းတက်ဖွဲ့တွေကိုနေ့စဉ်နဲ့မျှပြန်ပြီးတော့အသာစီးရယူဖို့စူးစမ်းနေတယ်ဆိုတာကိုတော့ကျွန်တော်တို့မေ့ထားလို့မရဘူးပေါ့နော် လောလောလတ်လတ်မှာကိုပဲသူတို့ဒီတောင်ပိုင်းဘက်မှာသူတို့ဆုံးရှုံးသွားတဲ့တက်စကန်တွေကအများကြီးရှိနေတာဗောနော်အဲ့ဒီအတွက်အဲ့ဒီဒိုင်မှုကတောက်လျှောက်ဖိအားပေးခံနေရမှာဖြစ်တယ်မင်းမလုံနိုင်ဘူးလားမင်းထမင်းဝက်ထားတော့မင်းမင်းကိုယ်တိုင်သွားတိုက်တော့မင်းကိုယ်တိုင်ဆင်းတော့အဲမင်းကိုအချုပ်တွေထည့်ပြင်မယ်တော့ဒါတွေကျွန်တော်တို့ကိုယ်တိုင်ကြားခဲ့ဘူးလေဒါကချင်းပြည်နယ်မှာဆိုလဲဗောနော် စာက27မှာနေရတဲ့ချိန်တော့ဒီကစရာမှုကနေမှာပေါ့နော်ဒါတက်မမှုကအဲ့လိုမျိုးပြောတဲ့ဟာမျိုးတွေကစဒါကျွန်တော်တို့တွေကြားခဲ့ရဘူးလေမြင်ခဲ့ရဘူးလေပေါ့နော်အဲ့တော့ကြာအခုလဲတိုင်းမှုဆိုတဲ့ကောင်တွေကစအဲ့လိုဖီအားပေးခံရတဲ့အဆင့်မျိုးတွေဒီဖြစ်လာနေပြီလို့ဒါကျွန်တော်တို့တက်မလို့ကိုရတယ်ဗျာဘာလို့ဆိုတော့ဒီလောက်ထိတောက်လျှောက်နေစင်တဲ့မြသူသတင်းပို့ရမှာပဲမနဲ့မိုးလင်းတာတဲ့အမေအောင်လိုက်ကိုသတင်းပို့မယ်အာဘကျွန်တော်တို့ဘေစကန်ပါသွားပြီအာဘကျွန်တော်စကန်နေရဘေစကန်ကတော့လက်နက်ချအញ្ញန်ခံသွားပြီ လက်နက်ခဲရန်နေတိမ့်တိမ့်ခံလိုက်ရပြီ။ဒါမျိုးပုံစံမျိုးတွေပဲသူသတင်းပို့နေရမှာ။အမြဲတမ်းမှာအဲ့လိုပို့နေရမယ်ဆိုရင်တော့တေချာပြီဒီကောင်ပြင်းခံရတော့မှာပေါ့နော်။အဲအကြောင်းမလို့လေခုနလိုပြန်ပြီးတော့အတားစီရဖို့အတွက်ကိုသူတို့အဆွမ်းကုန်စူးစမ်းနေတဲ့ဟာမျိုးတွေတော့သိရတယ်။အဲတော့ကျတော့ဒါမြေပြင်မှာတော့ ျွန်တော်တို့တရားသမျှဟာတွေကိုအခုလိုဝင်မြပေးရဲဆိုတာဒလိုင်းတပ်ဖွဲ့အနေနဲ့လည်းတတိထားလှုပ်ဆောင်ရမှာရှိတယ်။အချို့တပ်ဖွဲ့တွေတပ်ဆိုင်ရာဖွဲ့တွေစီကိုလည်းဒါကြောင့်အချိန်မီပြပို့ထားရရှိတယ်။ဒါပေမဲ့ပြည်သူလူထုအနေနဲ့လည်းဒါဒီဟာစီးရင်နဲ့ပတ်သက်လို့ပေါ့နော်။တည်တည်တည်ထိုက်တာမျိုးတွေအချို့အားကြီးကြရင်တတိထားစရာတွေအဲပြီးရင်ဒါအတက်စရာတွေပေါ့နော်။အဲအိုင်နဲ့ပတ်သက်လို့အခုလိုမျိုးပြန်ပြီးတော့တိအောင်အဲကျွန်တော်ကျွန်တော်အမြင်လေးပေါ့နော်။ပြန်ပြီးတော့ဝင်မြပေးတာဖြစ်တယ်။ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်ဒီဒလိုင်းတပ်ဖွဲ့တွေကတော့အဆုံးထိသွားမှာ။ သူတို့ဘက်ကဘလောက်ပဲပြင်ဆင်ပြင်ဆင်ဘလောက်ပဲအင်အားတွေတိုးပါစေဘလောက်ပဲလက်နက်ကြီးတွေလေရင်ပစ်ကူတွေပေးပါစေမြေပြင်မှာတော့မရှိမလားရှုံးနေနေရတာကကျွန်တော်အားလုံးမျက်မြင်ပဲပေါ့နော်အဲဒါကြောင့်အဲ့လိုမျိုးအောင်ပွဲတွေများများရဖို့အတွက်ကိုအဲကျွန်တော်တပ်ဖွဲ့တွေပြည်စုံမှုလိုတယ်အဲပြည်စုံမှုလိုတဲ့ခါမှာအဲခုနလိုဒါတပ်ဖွဲ့တွေအတွက်ကိုတက်နိုင်တဲ့အပိုင်းနေရာနေပြီးတော့ကုညီပေးကြဖို့ဖြည့်ဆည်းပေးကြဖို့ပေါ့နော်ကိုတက်နိုင်တဲ့လောက်လေးပေါ့နော်အများကြီးမဟုတ်ရင်တော့နင်းနေနင်းနေတွေနင်းနေတွေအများကြီးစုပေါင်းလာတဲ့ခါကျရင် တပ်ဖွဲ့တွေကောင်းကောင်းတိုက်ပွဲဝင်နိုင်တဲ့အနေအထားတွေဖြစ်နိုင်တယ်ဆိုတာကိုဒီနေရာနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်